စစ်ပွဲတွေရည်တံပေးဖို့အတွက်ဘကိုးတိုင်းပြည်မျိုးကပြည်သူတွေကလမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ဒီသတင်းကိုတော့ကိုမင်းညိုကပေးပို့ထားတာပါ။ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ပြည်မြို့မြို့လည်းကောင်ကမျက်စိကြောက်အောင်ရှိပါရောက်ရှိနေဖြစ်ပါတယ်။အခုဒီမှာသူတို့တွေကတော့ပြည်မြို့မှာရှိတဲ့ပရိုက်တာအဖွဲ့တွေအရက်ဘက်ဖွဲ့စည်းတွေပြည်သူတွေစုပေါင်းပြီးတော့စစ်ပွဲတွေရည်တံဖို့ဆိုတော့ခေါင်းတင်တဲ့သူတို့လူလူလှုပ်ရှားမှုတွေတခုကိုလုပ်နေတာကိုတွေ့ရပါတယ်။ အခုရပိုင်းလိုမှာပြုလုပ်နေတဲ့တရားတော်စစ်ထောက်ခံပွဲနဲ့ပတ်သက်ပြီးတော့တက်ရောက်လာသူတယောက်ကလည်းအခုလိုဝေဖန်ပြောကြားလိုက်ပါတယ်လူသားဆက်စစ်ကိုထောက်ခံတာဟာယဟန်ထောက်ခံရင်ယဟန်ဟာခရဟောကိုချိုးဖောက်တဲ့အတွက်ကြောင့်ပါရာဇိကကြပါတယ်လူသားတဲ့စစ်ကိုလူတွေဟာထောက်ခံလို့ရှိရင်ငါးပါးတိလဖြစ်တဲ့အခြေခံဂရုဓမ္မတိလကိုချိုးဖောက်အကြပါတယ်ငါးပါးတိလချိုးဖောက်အကြတဲ့ကြောင့်ကျွန်တော်တို့ကတော့အဲ့ဒီစစ်ထောက်ခံပွဲတွေကိုလုံးဝရှုတ်ချပါတယ် တရားတော်စစ်ဆိုတာရှိလားစစ်ပွဲမှန်ရင်တရားတော်စစ်ဆိုတာမရှိဘူးကျွန်တော်နိုင်ငံကိုတခြားနိုင်ငံကကျူးကျော်ကျွန်တော်တို့ခြံစည်းရိုးတိုင်းနဲ့ကျွန်တော်တို့ကာဝယ်မယ်ဗျာပြည်ပစိကိုကျွန်တော်လုံးဝမလိုလားပါဘူးလုံနေတဲ့လူတွေကကျွန်တော်ပြည်သူပြည်သားနိုင်ငံတော်အတွက်အားလုံးစဉ်းစားတင်နေဗျာအဲ့ဒါလေးကိုတော့ကျွန်တော်တို့တွေဗျာလုံးဝအလိုမချဘူးဗျာဘာကြောင့်စစ်ပွဲကိုထောက်ခံနေကြရတာလဲ ကိုမျိုးသားချင်းတတ်တဲ့ဟာကိုတို့ကြိတ်နေကြညာလားအဲ့ဒီဆန္ဒပြပွဲကိုမြစီချောက်ရှိကလည်းဗိုလ်ချုပ်လမ်းတစ်လျှောက်စစ်ပွဲတွေအလိုမရှိစစ်ပွဲတွေရက်တံပေးရင်ပြည်တွင်းစစ်ရက်စဲရေးစတဲ့ချွေးချော်တန်းတွေနဲ့ပြည်တိုင်းတွေကိုင်ဆောင်ပြီးလူဝင်ရ300ခန်းကဆန္ဒပြခဲ့တာပါအရင်တော့ရွှေစံတော်ဖျားမြောက်ဖက်ဘုတ်ကနေတက်ရောက်ပြီးစနေတော့မှာစစ်ပွဲတွေအတွင် အသက်ပေးလူခဲ့တဲ့နိုင်ငံသားတွေအတွက်ဆုတောင်းပေးကြပြီးဆန္ဒပြဆုတောင်းပွဲကိုရပ်တန့်လိုက်ကြပါတယ်ကျွန်တော်မင်းညိုပါခင်ဗျာ